နေပြည်တော်နှင့်နီးကပ်သောပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးပြည်သူထောင်ချီထွက်ပြေးနေရာနေပြည်တော်နှင့်နီးကပ်သောရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးပြည်သူထောင်ချီထွက်ပြေးနေရာကြောင်းဒေသပြည်သူများနှင့်စစ်ရေးတရင်ရင်းမြစ်တို့ကပြောဆိုသည့် မေလ18ရက်နေ့မှစတင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာအနီးတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်းရင်းနောက်ဆက်တိုက်သလိုတိုက်ပွဲများဖြစ်ပွားလိုက်နားလိုက်ဖြင့်နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီ KNDF တပ်များနဲ့စစ်တပ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များအကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရသည့်တိုက်ပွဲများအတွင်းစစ်တပ်နှင့် PNO ဂိတ်စခန်းတချို့ကိုတိမ့်ပတ်ရရှိပြီး PNO စစ်သားတချို့ကိုလည်းအရှင်ဖမ်းဆီးရရှိမှုများရှိကြောင်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်များကအပြင်းထန်ခုခံနေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများလည်းဆက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရှိပြီးအခုဆောင်ပြောင်းမှဖြစ်လာတဲ့တိုက်ပွဲတွေကတော်လန်ရေးတပ်တွေကထိုးစစ်ဆင်လာတာလို့ပြောရမယ်။ပင်လောင်းလိုင်းကော်လန်းနဲ့ပင်လောင်းနေပြည်တော်သွားလန်းတွေမှာတော်လန်ရေးတပ်တွေကစပြီးစစ်ဆန်းနေသေးပါလဲမြင်ရတယ်။ အခုတည်တလောက်တော့တော်လန်ရေးတက်တွေကစခန်းသိမ်းတာတွေရှိတယ် PNO စစ်သားတွေကိုဖမ်းမိတာတွေလည်းရှိတယ်ဟုဒေတာတည်ရင်းမြစ်ကရန်ကုန်ခေတ်တည်ရင်းဌာနထံသို့ပြောဆိုသည့်ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်သည်နေပြည်တော်သို့တိုက်ရိုက်သွားရောက်နိုင်သောအချက်အခြာကြားစီရေးအရာအရေးပါသောမြို့နယ်တစ်ခုဖြစ်ပြီးရင်းနေရာကိုတော်လန်ရေးတပ်ဖွဲ့များကနယ်မြေစိုးမိုးရေးရရှိရန်တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဒေတာတည်ရင်းမြစ်များကတုံ့တက်ပြောဆိုသည် အကျန်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲများပြင်းထန်လာပြီးစစ်တပ်အထင်အားလာချင်းပအိုးကြီးရွာများကိုမိရှုဖျက်ဆီးခြင်း၄ချောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းတို့လှုပ်ဆောင်ပြီးတော်လန်ရေးတပ်များကလှုပ်ဆောင်သည်ဟုဆွဆွဲပြောဆိုမှုများကိုလည်းတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လာကြောင်းသိရှိရသည်